ားလုံးပဲမင်္ဂလာပါများ။ကောင်းစက်တဲ့နေ့ကျွန်မပြန်လဲကြိုးစိုးလိုက်ပါရခင်ဗျာ။ကိုတင်ဆက်ပြီးမြုပ်တမ်းပြီးတော့ဖိုင်လေးရတော့ငလင်လေးရတဲ့အကြောင်းရင်းကိုအချက်လက်နဲ့ရှင်းပြလာတဲ့လူငယ်တူရဲ့ရုပ်တမ်းပြီးတော့ဖိုင်လေးကိုတင်ဆက်ပေးလိုက်ပါရခင်ဗျာ။ဒီမှာလူငယ်ကအဲ့ဒီငလင်လေးရတဲ့အကြောင်းရင်းကိုဘလို့အချက်လက်တွေနဲ့ရှင်းပြထားသလဲဆိုတော့ကိုအားလုံးဝင်ရောက်ကြည့်ရှုလေးလာတော့တဲ့ဝေဖန်ပေးကြပါအောင်ခင်ဗျာ။အားလုံးကိုလည်းကောင်းစက်တဲ့နေ့ဌာနမှာအထောက်အပံ့ကျေးဇူးတင်ရှိပါရခင်ဗျာ။ င်းကလေးလှုပ်သွားတယ်လို့ကြားတယ်ကျွန်တော်တို့ကမသိလိုက်ဘူးကျွန်တော်ကအရန်ကောင်းကောင်းလေးလို့ဆိုတာမင်းကလေးကမသိဘူးအဲ့တော့မင်းကလေးလှုပ်တာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့လည်းဘာရှိနေလဲကြည့်တဲ့ခါကျတော့ဒီမှာဘာကောင်းလေးလည်းမသိဘူးဒါကြီးကဖယောသခင်ကကဘာကြီးကိုတိုင်ရှင်ရေလုံနေတာဘေးကောင်းဆောင်ကမကောင်းလို့ဘေးဖုံးကြီးကမကောင်းလို့ဘသူ့ကိုဖမ်းချုပ်ထားလို့ဘာဖြစ်တယ်သူတော်ကောင်းကဘာလုပ်ထားလို့စားဒိဗေမရှိတာတွေမပြောနဲ့ကဘာကြီးမှာမြင်းကလေးလှုပ်တာရေကြီးတာမုံတိုင်းတိုက်တာမိုးချိုးပြစ်တာမြေပြိုတာဒါတွေဟာဘာကြောင့်ဖြစ်ရတာလဲဆိုရင်ဘေးကောင်းထဲမှာမဆိုင်ဘူး ဒါကဘာလဲဆိုရင်ကဘာပေါ်မှာရှိတဲ့ costing value တန်ဖိုးတွေပြောင်းလာတော့ကြောင်းဒီလိုဖြစ်တာအဲ့တော့လူမိန်းသားလေးအောင်ပြောရမယ်ဆိုရင် costing value တန်ဖိုးဆိုတာဘာလဲဆိုလို့ရှိရင် gravity ဆိုတဲ့ g ကွဲတူတန်မီတာပါစက္ကန့်ဆိုတဲ့အဲ့ဒီ costing တန်ဖိုးတွေရှိတယ်ဒါကလူတွေသတ်မှတ်ရတဲ့ costing တန်ဖိုးအဲ့ဒီ sand တန်ဖိုးတွေပြောင်းလဲလာဆိုလို့ရှိရင်အပြောင်းလဲဖြစ်လာတာပြောတာနော် element တွေပြောင်းဆုံးသွားမယ် element အစ်စ်တွေပေါ်လာမယ်အကောင်ပေါ်မှာရှိတဲ့တန်လိုက်စကွင်းဝင်ရိုးတန်းတွေမှာတန်လိုက်ဆွေအားတွေအပြောင်းအလဲဖြစ်လာမယ်။ equator တွေအပြောင်းအလဲဖြစ်လာမယ်။ဒီလိုမျိုးကိုပြောတာ နော်ဝင်ရိုးတန်လိုက်ဆက်သွင်းပုံမှာရှိတဲ့တန်လိုက်ဆွေးရတွေအပြောင်းလေးဖြစ်မယ်ဒီလိုပြောတာကဘာကြီးကအရင်တော့က23ဒီဒသမ5ဒီဂရီတင်းဆောင်နေတယ်အခု23ဒသမ22ဒီဂရီတင်းဆောင်နေတယ်အဲဒီလိုပြောင်းလေးလာတဲ့အတွက်ကြောင့်မို့လို့ကဘာပုံမှာရှိတဲ့ရာသီဥတုတွေနေမြေတွေကဘာဆွေးငင်ဖြစ်တဲ့ gravity တွေဟာလေကြောင်းတွေဒီလိုမျိုးဟာတွေအပြောင်းလေးဖြစ်လာတဲ့အတွက်ကြောင့်မို့တခြားဟာနဲ့သူနဲ့ဆက်ဆက်ပတ်သက်တဲ့ဟာတွေအကုန်လုံးပြောင်းလေးလာတဲ့ဒါကြောင့်မလို့မြေကြီးပြုံမယ်ငလင်ရေလုံမယ်မုန်တိုင်းတိုက်မယ်ရေကြီးမယ်နေလုံးကြီးကအကြီးကြီးဖြစ်လာမယ်ပိုပူလာမယ် လာကကဘာနဲ့ဝေးသွားမယ်ဒါကတဘာဝအတိုင်းသူ့ဟာသူဖြစ်နေတာဘာလို့လဲ constant value တန်ဖိုးတွေဟာနှစ်ပေါင်းများစွာကြာလာတဲ့ခါမှာပြောင်းလဲလာတဲ့အတွက်ကြောင့်ဒါဟာဖယားနဲ့လည်းမဆိုင်ဘူးအုပ်ချုပ်သူနဲ့လည်းမဆိုင်ဘူးဖုံကြီးနဲ့လည်းမဆိုင်ဘူးဖယားနဲ့လည်းမဆိုင်ဘူးရွှေတကုံနဲ့လည်းမဆိုင်ဘူးမြဟာမြတ်မုန်ကြီးနဲ့လည်းမဆိုင်ဘူးမန္တလေးကျောင်းကျိုးနဲ့လည်းမဆိုင်ဘူးကျွန်တော်နဲ့လည်းမဆိုင်ဘူးခမားနဲ့လည်းမဆိုင်ဘူးဘသူနဲ့မှမဆိုင်ဘူးသူ့ဟာသူဖြစ်ပြောင်းနေတာအဲ့ဒါဒီ universe မှာသူ့ဟာသူပြောင်းလဲနေတဲ့ theory ကြောင့်ဖြစ်နေတာ ဆိုတော့ခေါင်းလေးကိုကျန်တာလေခေါင်းလေးစောက်ရင်းမပါတဲ့ကိစ္စလေခေါင်းလေးမထင်နဲ့အခုကျွန်တော်တို့မြေကြီးမြေငလုံးတက်မှာတွေ့ရလဲဆိုလို့ရှိရင်မြေအောက်ထရနာရေတွေအပြင်ကိုထွက်သွားတာတွေ့ရတယ်အဲ့ဒါဘာလဲဆိုရင်မြေအောက်ရေဆုံးလုံးသွားပြီဆိုတာတပုတ်မြေပြင်နဲ့နီးကပ်စားတိရှိနေတဲ့မြေအောက်ရေတွေကမြေပေါ်ကထွက်သွားတယ်မြေပြင်အောက်မြေရဟောအနေအောက်မှာရှိနေတဲ့မြေအောက်ရေတွေကနေရာပြောင်းသွားမယ်ပြည်ထနာကဘာလဲဆိုရင်ရေချမ်းပြီးတော့မြေကြီးပေါ်ထွက်သွားတဲ့ဒေသတွေမှာရေချမ်းမယ်ဒါကမြေရေတူးလို့မရတဲ့နေရာတွေမှာရေတူးလို့ရတဲ့နေရာတွေမှာရေတူးလို့မရဘူးရေတူးလို့မရတဲ့နေရာတွေမှာရေတူးလို့ရမယ်ဒါတွေကိုသိလာဖို့လိုတယ်အဲ့လိုမျိုးအဲ့လိုမျိုးစဉ်းစားရမယ်နော် ဖရားကမကောင်းလို့ဟိုရွှေတကုံးဖရားကကြီးကန်းတော့အဲ့လိုပဲအေးဒီမှာမရှိအောင်တွန်းနေအဲ့ဒါတွေမပြောကြပါနဲ့အဲ့ဒါတွေတွန်းတဲ့ကောင်အများကြီးရှိနေတယ်မန္တလေးကမှလူရည်တန်းလျှောက်စေကြိုရှိတာမှတန်း30လောက်ကတိုးထင်းမှာတန်း30ကနိုင်ငံခြားမှာအဲ့ဒါဘယ်တော့စလမ်း40ကျန်40ဖြစ်သွားပြီဆိုတာဘယ်တော့ကျန်20ပဲကျန်တော့တယ်20 20မှာ9တန်းလောက်ကတိတ်လို့နေတယ်15တန်းပဲကျန်တော့တယ်အဲ့15တန်းကစောက်ယူတယ်အဲ့အဲ့မှာအဲ့15တန်းနဲ့တိုင်ပန့်ကဘာကြီးอ่ะအဲ့ကမြန်မာနိုင်ငံကြီးอ่ะအဲ့တော့နော်အဲ့တော့ကျွန်တော်ပြောချင်တာကအဲ့ဒါအခုဘာမှမဆိုင်ဘူးဒါက ဒီဟာတွေဖြစ်လာတဲ့အပေါ်မှာတိတ်ပြီးတော့တိတ်ပြီးတော့ဘွားတွေဖြစ်ကြမလို့ဒါတကယ်ကြေးပြပါကိုယ်နေတတ်မှဖြစ်ကံကောင်းလို့ဒါပဲဖြစ်ကံဆိုးလို့ဖြစ်နေတဲ့အချိန်တွေကောင်းဆုံးမလို့လုပ်မလဲတော့ကအခုလိုမျိုးရေတွေမြေကြီးကထွက်သွားပြီဘာဆက်လုပ်မလဲဒါပဲစဉ်းစားဒါပဲ